ားတို့ကောင်းကောင်းနေရကြနော်ဖေဖေနဲ့မေမေနှစ်ရက်နေပြင်ပြန်လာမယ်တိလားဟုတ်ကဲ့စိတ်ချပါဗျာဘယ်မှမတော်ပါဘူးဦးလာထွန်းအောင်တို့ကာလီထွက်ခွာသွားတာကိုကြည်နေလူငယ်သုံးဦးကလက်ပြနှုတ်ဆက်နေကြပါတယ်စောင်းပေါက်ကာလာမလို့အေးစိတ်နေပါတယ်နေအောင်ကစူးစူးရဲရဲတော့မရှိပါဘူးလောကတက်တစ်ခွင်လုံးကိုအလင်းရောင်ပေးုံလောက်သာတောက်ပနေပါတယ်မြက်ခင်းပေါ်မှာကြာနေတဲ့နှင်းရီတွေကပင်ချစ်เสียတချက်တချက်နေအောင်နဲ့တောက်ပသွားတတ်ပါတယ်ကားကလေးဟာမြင်ကွင်းကပျောက်သွားတာနဲ့လူငယ်သုံးဦးဟာဟေးကနေဆိုပြီးအော်ကတူးလက်ဝါတူးရိုက်လိုက်ကြပါတယ် ပြီးတဲ့နောက်မှာတော့အိမ်ထဲကိုပြေးဝင်လာကြပြီးတော့မီးဝေကြောင်ထမင်းစားပွဲမှာပြင်ဆင်ထားတဲ့ coffee moon တစ်သီးဝလံတို့ကိုပျော်ရွှင်စွာစားတော့ကြပါရယ်။စကားတွေလည်းဖောင်ဖွဲ့မဆုံးတော့ပါဘူး။ဦးလာထွန်းအောင်တို့မှာမောင်ဇော်လင်းဆိုတဲ့တားလေးတူးသာထွန်းကားပါရယ်။တခါတလေဒဇထိုးလောက်တက်တဲ့ညင်လေးရှိတာကလွယ်လို့လိမ္မာရေးချရှိတယ်လို့ဆိုရပါလိမ့်မယ်။ဒီတော့လေဦးလာထွန်းအောင်တို့ရှာဖွေလို့ရသမျှသူ့အတွက်ကလွယ်ပြီးတော့ဘသူ့ကိုမှပေးဖို့လည်းမရှိပါဘူး။ဦးလာထွန်းအောင်လုပ်ငန်းကအပြောသာဆိုပေမဲ့လည်းဝင်ငွေကကောင်းပါရယ်။အပြောဆိုတဲ့ဆိုခြင်းကတော့ဦးလာထွန်းအောင်ကအတုပအခေါင်းရောင်းတဲ့လုပ်ငန်းကိုလုပ်ချင်းကြောင်ပါ။ မိဘမျိုးရိုးလုပ်ငန်းလည်းဖြစ်ပြန်ဝင်ငွေကလည်းကောင်းမြန်ဆိုတော့စွန့်မှုရခဲရင်လာပါတယ်။ဦးလာထွန်းကပြောတာလည်းရှင်းပါတယ်။လူသေးထဲမှာအကောင့်လို့ခေါ်တာပါ။အခုကျုပ်တို့စီရဟာတွေကအစ်စ်တွေလေဒီတော့တစ်တာလို့ပဲခေါ်ရမယ်။ပြီးတော့ဒါတွေကိုမင်္ဂလာမရှိဘူးရှိတယ်ပြောနေတာရှေးအစဉ်လာတွေပါ။နောက်မှကြံခဲ့ပါပြီ။ပြီးတော့ဒီမျိုးမှလူသေးပါပြီတဲ့။ကျုံမအကောင့်မြောင်းလို့ရှိရင်ဘသူစီမှာသွားဝယ်ကြမှာလဲ။တစ်ဝယ်မယ်လက်သမားခေါ်မယ်ရွှေဆက်ကူငွေဆက်ကူတွေပန်းနေဖောက်မယ်အသက်တွေနံမယ်တွေရေးမယ်အထဲမှာပလတ်စတစ်ဝယ်ပြီးတော့ခင်းမယ်။မသားရှင်တွေဘလောက်အလုပ်ရှုပ်သွားမလဲ။ ကျုပ်ရောင်းတဲ့အကောင့်တစ်လုံးစီတဲ့နှစ်ဆလောက်ကုန်သွားလိမ့်မယ်အခုကြည့်စမ်းပါဦးဗျာတေသူရဲ့ပေတာတိုင်းလာခဲ့ဘယ်ဆိုင်ယူမလဲအစင်သိမယ်လာတာပတာတေသက်တာချင်းကလည်းဘယ်တူနိုင်မှမလဲကဲကိုစမ်းပါပြောကြည့်လေခမားရက်ကဘယ်နဲ့ပေးလဲခနာကိုလုံးဘက်ဘယ်လောက်ရှိလဲကျုပ်ရင်ဖုံးဆက်မေးပြမယ်မရှိဘူးမရှိစေရအောင်ထိုစကားကြောင့်ပဲကိုစမ်းပါကရှူးရှူးရှဲရှဲဖြစ်ပြီးတော့လက်ဖေးဆိုင်ထဲကထွက်ပြေးသွားခဲ့ရပါတယ်ဦးလာထွန်းအောင်ရဲ့ရေတံကသာလက်ဖေးဆိုင်ထဲမှာတဟားဟားနဲ့ကြံခဲ့ပါတယ်ဟုတ်လဲဟုတ်ပါတယ်ဦးလာထွန်းအောင်စီမှာတောင်းကနန်းကနေစပြီးတော့30ကနန်းတိရှိတဲ့အကောင့်နေရှိပါတယ် ကျွန်းဘရောက်အင်သားအကုန်ရပါတယ်ပြင်ပုတ်ခေါ်အကောင့်လုတ်တဲ့အသားလည်းရှိပါတယ်၃ဓာတ်သား၅ဓာတ်သားတွေကတော့ဈေးပေါ်ဆုံးမှာပဲဒီအကောင့်တွေကိုအိမ်မကြီးဘေးကဂိုဒေါင်ထဲမှာထားပါတယ်လက်သမား၃ယောက်ဟာနားရက်မရှိအလုတ်ဆင်းနေရပါတယ်အခုခီးသွားစရာရှိရတာအလုတ်ပိတ်ခဲ့ရခြင်းမှာတားဖြစ်သူဇော်လင်းကိုလုတ်ပြီးသားအကောင့်တွေကိုရောင်းချဖို့ဈေးနှုန်းနဲ့တကွမှာခဲ့ပါတယ်ဇော်လင်းဟာပြင်းတယ်လို့ဆိုတာသူ့တငယ်ချင်းတယောက်ကိုခေါ်ထားပါတယ်။စားစရာတောက်စရာတွေကရေခဲတက်တာထဲမှာအပြည့်မိခင်ကချက်ပြုတ်ထားတာတွေလည်းရှိပါသေးတယ်။ နေ့လယ်ဘက်မှာတော့ထမင်းစားရင်လည်းတငယ်ချင်း၃ယောက်စကားတွေဖောင်ဖွဲ့ခဲ့ကြပါရဲဟဲ့အောင်လေတလောကငါပြောတဲ့ကိစ္စဒီညအကောင့်ထဲပေါ်ကြမယ်ကွာဘာကိစ္စလဲကွာငါမမတ်မိတော့တမာရီအားကောင်းအောင်ကျင်ထားလို့ရှင်ဘယ်ရမျိုးမှမစူတီးခံနိုင်တယ်ခံနိုင်ရှိတယ်တနေ့မှမင်းတို့ငါလက်တွေ့ပြမယ်ဆိုတာလေကွာဩအေးအေးမတ်မိပြီမင်းကဘယ်လိုလက်တွေ့ပြမှာလဲကွာငါစီစဉ်ထားတာရှိတယ်ကွာငါအကောင့်တစ်လုံးနဲ့မှဝင်နေမယ်မင်းတို့ကမြေကြီးထဲမြုပ်ပေးရမယ်ညနေ6နာရီကနေမနက်6နာရီထိနေပြမယ် မလောက်ပါနဲ့မောင်ရတစုံတစ်ခုဖြစ်သွားလို့ရှိရင်ငါတို့အမှုပတ်နေပါအောင်မယ်ဘာအနေမှမဖြစ်ပါဘူးကွာလေဝင်မှုအသက်ရှူပိုက်ကိုမြေပြင်မှာဖော်ထားမယ်လေရေတပူလည်းယူထားလိုက်မယ်ငါဖုန်းလည်းယူထားမယ်ကွာဘာလို့သေးလို့လဲကုညီပါကွာငါတမာရီကိုငါစမ်းကြင်လို့ပါတမာရီအလုပ်ကိုလုပ်တယ်ဆိုတာကိုပဲစင်းရောက်နေပြီလဲဆိုတာစမ်းသက်ကြည့်ရတယ်ကွာအခုဒါပထမဆင့်ပဲရှိသေးတယ်ပပလေးပါကွာဇော်လင်းရဲ့ပူဇော်မှုကြောင့်တငယ်ချင်းတွေကသဘောတူလဲရပါတယ်အဲဒါကြောင့်မဲပေါက်တူးတွေခေါ်ပြားတွေနဲ့အိမ်ဘေးမှာမြေကြီးကျင်းတူးကြပါတယ် ဇော်လင်းတို့ခြံကြီးက PDR ပက်လေလောက်ရှိပြီးတော့ခြံထဲမှာဘာလို့လို့အပြင်ကနေမြင်ကြရမှာတော့မဟုတ်ပါဘူးအဲဒီနောက်မှာတော့အတော်တန်ကျယ်ဝန်းလာတဲ့အခေါင်တလုံးကိုအောက်ခံခင်းခြင်းလေရှူပေါက်ဖောက်ခြင်းတို့ကိုလုပ်ပြီးတော့အစင်စ်ပြင်ထားလိုက်ပါတယ်ညနေစာထမင်းစားတော့ပြီးတဲ့အချိန်မှာတော့ကဲတငယ်ချင်းတို့အလုဆားလိုက်ကြရအောင်ကွာဩတိုးလုံးကိုအိမ်အပြင်ခြံထဲမှာလွတ်ထားမယ်ဒါမှမင်းတို့ကောင်းကောင်းအိပ်ရမှာတိုးလုံးဆိုဒီမှာဇော်လင်းရဲ့အချစ်တော်ခွေးကြီးဖြစ်ပါတယ်သူတငယ်ချင်းနေနေရလဲယင်းနီးနေပြီဖြစ်တာကြောင့်ရံမပြုတ်ပါဘူးပထမဆုံးတငယ်ချင်း၃ယောက်ကအခောင်းကြီးကိုမြေတွင်းသားစီကိုမယူသွားကြပါတယ် အရင်နောက်မှာတော့ဇော်လင်းရဲ့အလေးပေါ်ကိစ္စတွေကိုဆောင်ရွက်ပါတယ်။တကယ်ချင်းတော့6နာရီထိုးပြီကွာ။ငါအခေါင်းထဲဝင်တော့မယ်။လာလာမြေတွင်းထဲကိုချကွာ။အခေါင်းမြေတွင်းထဲကိုရောက်တာနဲ့ဇော်လင်းကဝင်ရောက်လဲလျောင်းလိုက်ပါတယ်။အရင်နောက်မှာတော့တကယ်ချင်းတွေကအဖုံးဖုံးချင်းပလတ်စတစ်ပိုက်တစ်ခုနဲ့အဖုံးမှရှိတဲ့အပေါက်ကနေပြီးတော့တွေ့တန်းကမြေပေါ်မှာချထားပြီးတာနဲ့မြေကြီးတွေကိုဖုံးလိုက်ကြပါတယ်။ဟယ်လိုဟယ်လိုတကယ်ချင်းကြားလား။အေးကြားတယ်ဘာမှမပူနဲ့။လိုအပ်လို့ရှိရင်ငါဖုံးဆက်လိုက်မယ်။မင်းတို့အိမ်ထဲမှာပဲအနားယူရော။ မနှက်ကြရင်သာငေါ့လာဖို့ဘုမမစ်နဲ့ဇော်လင်းကတော့အမောင်တီပြီးနေတဲ့အကောင့်ထဲမှာညင်သက်စွာလဲလျောင်းနေတဲ့ကြာဘူးနာဝရှိတဲ့တမာရီလုပ်ငန်းဆိုသည့်တွေကိုစမ်းသပ်လောက်ကင်နေပါတော့တယ်တကယ်ချင်းနှစ်ယောက်စကားပြောနေကြသည်မှာညတကောင်ကိုပဲလုံမြောက်သွားခဲ့ပါတယ်မကြသောကာလအတွင်းမှာတော့တခုခုတခဲခဲနဲ့နစ်ချိုက်စွာပဲအိပ်ပျော်သွားကြပါတော့တယ်ထို့အတူပဲဇော်လင်းကလည်းမြေတွင်းထဲမှာအောင်းရင်းနဲ့အိပ်ပျော်ခြင်းစီကိုရောက်သွားပါတယ်မနက်ခင်း၃နာရီချိန်လောက်မှာတော့ဇော်လင်းရဲ့ကြောအောက်စီကနေအေးဆက်ဆက်မှုလို့နိုးလာခဲ့ပါတယ်ထို့အတူအသက်ရှူရတာလည်းမဝတော့ပါဘူး တေချာကြည့်လိုက်တော့သူ့ရဲ့ကြောအောင်မှာရေတွေကလက်တလုံးလောက်ရောက်နေပါပြီဖုံးကိုကြပြကြရကပ်ယူလိုက်တော့ရေတွေကအရွှဲသာပါဝါပွင့်မလာတော့ပါအသက်ရှူကကြက်တရက်ကြက်လာခဲ့ပါတယ်အခောင်းဖုံးကိုထုပါတယ်ရိုက်ပါတယ်အသက်ငုံအော်ဟစ်ပြီးတော့အော်ပါတယ်ဒါပေမဲ့လည်းဘာမှတော့အကြောင်းထူးမလာခဲ့ပါဘူးအပြင်ဘက်ကလည်းဘာတုံ့ပြန်မှုမှရှိမလာတဲ့အခါမှာတော့မျိုးလုံးများပြူးလာခဲ့ပါတယ်မွန်ကြက်တဲ့တန်ကပြင်းထန်တဲ့ပြင်းထန်လာခဲ့ပါတယ်မနက်6နာရီလောက်မှာတော့ဇော်လင်းရဲ့တငယ်ချင်းတွေကနိုးလာကြပါတယ်ခြံထဲကိုချက်ချင်းပြေးဆင်းခဲ့ကြပါတယ်ဟာယောညာတော့မိုးရီရွာထားပဲကွာ ငါတို့တော့မသိလိုက်ဘူးတော်တော်သေးတယ်နဲ့တူတယ်ကွာဇော်လင်းမြုပ်ထားတဲ့နေရာကိုရောက်တော့ပတ်ဝန်းကျင်အနေထားကိုကြည့်လိုက်ကြပါရယ်အခောင်းနဲ့မြေပေါ်ဆင်းသက်တဲ့ပိုက်ဟာမရှိတော့ပါဘူးနှစ်ယောက်စလုံးမျိုးလုံးပြူးသွားကအခောင်းကိုကမန်းကနန်းဖော်ကြပါရယ်ဖော်ပြီးတာနဲ့ပဲတွင်းထဲမှာပဲအဖုံးကိုဖွင့်ကြပါရယ်အဖုံးဖွင့်လိုက်တာနဲ့နှစ်ယောက်သားဘာမှမပြောနိုင်တော့ပါဘူးအောက်ခံရေဆက်ဆက်ခြင်းနဲ့မှဇော်လင်းဟာမျိုးလုံးများပြူးထွက်ပြီးတော့ခြေလက်တို့ဟာတွန့်လင်ကောက်ကွေးနေပါရယ်ကြောက်လန့်တကြားဖြစ်နေပုံကမျက်နှာမှာအတိုင်းသားပေါ်လို့နေပါရယ်ကန်ကြီးလိုက်တဲ့အခါမှာတော့တောင်တင်းအေးဆက်လို့တောင်နေခဲ့ပါပြီ ပြင်ပလေသွင်းတဲ့ပိုက်ကလည်းဘဲကိုရောက်သွားခဲ့ရလဲတယောက်ကိုတယောက်မတင်ငါစွာကြည့်ကြပါရယ်ရဲစခန်းရဲ့စစ်မဲမှုတွေတရားရုံးရဲ့ဆုံးဖြတ်ချက်တွေကိုသာခံယူရတော့မှာပါဘာမှလည်းမတက်နိုင်တော့ပါဘူးနှစ်ယောက်သားရဲစခန်းစီကိုဥတီပြီးတော့ထွက်လာခဲ့ကြပါရယ်တငယ်ချင်းရဲ့အလိုကိုမလိုက်သင့်မနဲ့လိုက်ခဲ့ကြတာကြောင့်ပြဿနာပေါ်လာပါပြီမစွန်စားတင်တာကိုစွန်စားလို့တဲ့ဇော်လင်းကိုလည်းဒေါသထွက်ရပါရယ်မတေခင်ဇော်လင်းလည်းနောင်နာကောင်းကောင်းရာသွားလောက်ပါရယ်တို့ပဲမဲ့လည်းပြန်ပြင်လို့မရတဲ့နောင်နာပါသူတို့နှစ်ယောက်ကတော့တဘောအစားတင်ကန်းစာရာသွားပါရယ် တငယ်ချင်းတွေရောက်ရေစကန်နဲ့ဝင်တဲ့အချိန်မှာတော့ဇော်လင်းရဲ့ချစ်လာစွာသောခွေးကြီးတိုးလွန်းဟာနောက်ဘေးခြံဆက်မှာပလတ်စတစ်ပိုက်တစ်ခုကိုစိတ်မီလက်ပြေကြိုက်ဝါလျက်ဇလန်းလေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်းလေးကိုစုံနေတီလိုက်ပါနားဆင်ပေးခဲ့ကြလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မွေရည်ရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်